good morning everybody အားလုံးမင်္ဂလာပါကျွန်တော်တို့အခုဆိုရင်ဒါအပြင်မှာမိုးရွာကတည်းကကျွန်တော်တို့အဆောင်ရဲ့အောက်ထဲကိုရောက်နေတာဖြစ်ပါတယ်ဒါမနေ့ကင်းစောစောအခင်ဝိုင်းဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်သိန်းအစိမ့်နဲ့ဈေးပေးထားတာလေးပွဲကပါဝင်ဆိုရင်တော့26သိန်း2000ကျွဲလောက်ပေါ့နော်အဲအဲ့ဒါလေးကိုကျွန်တော်တို့အခုကျွန်တော်တို့အခင်ဝိုင်းပတ်ရင်းနဲ့ဒါသွားပြီးတော့မှကြောက်သွားယူมาဖြစ်ပါတယ်ကျွန်တော်တို့ငွေရှင်းมาဖြစ်ပါတယ်အဲ့တော့ဒါလေးသွားမြူခင်ကျွန်တော်ခုနမိုးလဲရွာဆိုတော့ကျွန်တော်တို့ဒီအဆောင်ထဲမှာ နလောက်တဲခုနေတဲ့အချိန်လေးမှာကျွန်တော်ရဲ့ပြည်သက်တွေကိုအကျိုးရှိတဲ့အကြောင်းအရာလေးတစ်ခုလောက်ကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့ဒီကြောက်မှာဒီမှာအကုန်လုံးကတော့ကြောက်လုံနေကြရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ line အမျိုးမျိုးရှိတယ် line အမျိုးမျိုးရှိတယ်မှာကျွန်တော်တို့တင်တန်းမှာတင်တဲ့အားဆို line ကျွန်တော်တို့12မျိုးရှိတယ်အဲ့ဒီထဲမှာမှာကျွန်တော်တို့ကတစ်မျိုးလောက်လေးကိုကျွမ်းကျွမ်းကျင်ကျင်နဲ့လောက်တတ်တယ်ဆိုရင်ကိုပဲကို့အနေနဲ့ ရက်တည်လို့ရတယ်အဲ့တော့ကျွန်တော်တင်တန်းသားတွေကိုစုပြတ်နေကြကြပြလေးတစ်ခုရှိတယ်ဒါလေးကိုကျွန်တော်မျှဝေချင်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတော့နှုတ်မှုလက်မှုအတက်စုကိုငယ်နှုတော်အားမမင့်ညာနဲ့ရင်ဖျားကုံစင်တက်မြော်မြင်ကတခုမြတ်လေးရအတက်မွေးဝမ်းကြောင်းဖြစ်တူရှောင်းရီနော်ပြောချင်တာတခုတည်းနဲ့လည်းကျွန်တော်တို့ကအတက်မွေးဝမ်းကြောင်းပြုလို့ရပါတယ်ကျွန်တော်တို့လက်ကောက်လိုင်းနေလုံးစွတ်လိုင်းနေဟုတ်လား အပရီလိုင်းတွေပပူလိုင်းတွေအချက်လိုင်းတွေအတစ်လိုင်းတွေစက်တရားဖြင့်လိုင်းပေါင်းစုံရှိတဲ့ထက်မှာကျွန်တော်ကတော့ body line ပေါ့ body line တစ်လိုင်းနဲ့လည်းကျွန်တော်တို့ကလုပ်ငန်းလုပ်လို့ရတယ်ရက်တည်လို့ရတယ်အဲ့တော့ line စုံမှပဲကျွန်တော်တို့ကြောက်ဝိုင်းနဲ့ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနှစ်တွေလည်းကြာမယ်အကုန်လုံးအကုန်လုံးကိုကျွမ်းကျင်ဖို့အကုန်လုံးကို master ဖြစ်ဖို့ဆိုတော့အဲမလွယ်ဘူးပေါ့အဲ့တော့တစ်လိုင်းနဲ့ကိုကျွန်တော်တို့ကကျွမ်းကျင်ကျင်ဟာကျွန်တော်တို့ body line ဆိုတော့အသားတန်းဆင်းကဘယ်လောက်ရှိတယ်ဈေးတန်းကဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်အနည်းဆုံး80ရာခိုင်နှုန်းလောက်ခံမှန်းနိုင်တယ်ဒါတိတိကျကျတချို့အရာတွေကျရင်လည်းတိတိကျကျသိရပေါ့ဗျာနော်ဒီလိုပြောမယ်ဆိုကားတော့အဲ့လိုတလိုင်းနဲ့လည်းကျွန်တော်တို့ရက်တည်လို့ရတယ်ဒါကြောင့်မလို့ကကြပြလေးကိုပေါ်စီးလုပ်ပြီးတော့မှကျွန်တော်တို့ဒီကိုယ့်ရဲ့ဘလာဆာထဲမှာကူးထားမယ်ပေါ့နော်ပြန်ပြီးတော့မှအဲကိုယ့်ရဲ့ဘွားမှာအသုံးချမယ်ဆိုရင်လည်းဒါကိုယ့်အတွက်အကျိုးရှိမှာပါတစ်ခုတည်းနဲ့လည်းကျွန်တော်တို့ ရက်တည်လို့ရတယ်ကျွန်တော်ရဲ့ကြပြလေးကိုကျွန်တော်နောက်တစ်ခေါက်ပြန်ဆိုပြမယ်နှုတ်မှုလက်မှုအတက်စုကိုငယ်နုတော့အမမေညာနဲ့ရင်းပြကုံစုတက်မြော်မူကတခုမြတ်လေအတက်မွေးဝမ်းကြောင်းဖြစ်တုံရှောင်းရင်ကျွန်တော်ရဲ့ကြပြဆိုတာကျွန်တော်ကြက်ထားတဲ့ကြပြလို့ပြောတာเนาะဒါမကားတွေဝလင်္ကာထဲမှာပါတဲ့ကြပြတခုဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကိုယ့်ရဲ့ဘဝမှာအသုံးချလို့ရပါတယ်တခုတည်းကိုကျွန်တော်တို့တွန်းကျင်အောင်လုပ်မယ် ွမ်းကျင်အောင်လုပ်ပြီးလို့ရှိရင်အဲ့ဒီတစ်ခုလေးနဲ့ပဲကျွန်တော်တို့ဘဝကိုရက်တည်လို့ရတယ်ဆိုတော့အကြောင်းဒီဗီဒီယိုလေးနဲ့ကျွန်တော် share တွင်လုပ်လိုက်ပါတယ်အတန်တွေကတော့စုမီမလားတော့မသိဘူးကျွန်တော်တို့အခုမင်းကတော့အသိအစိတ်နဲ့ဈေးပြထားတာလေးရတယ်ဆိုလို့ကျွန်တော်တို့သွားပြီးတော့မှဝယ်ရအောင်နော်ဒါကျွန်တော်တို့ like ခဲ့လို့ရပါတယ် ားစုလိုက်ဟုတ်တိုက်ဖွဲ့အဲ့သူဒီရမသူဖဲရရဟုတ်လားဒီညလေးမှာရောက်ပြီကဲသွားမယ်လားမင်္ဂလာပါကိုစိုးမင်္ဂလာပါ ဲ့ပေးတဲ့ရင်ပြလိုက်ပါဦးမနေ့ကတော့မနေ့ကတော့စီးထားတာလေဒါလေးမြင်ရလားလားမသိဘူး20နဲ့50သိဒါလေးကျွန်တော်တို့ဒါမနေ့ကစီးထားတာဆိုတော့ဒီနေ့ငါငွေရှင်းมาဖြစ်ပါတယ်ခဏနေကြမှာကျွန်တော်ကြောက်ပြပေးမယ်နော်ကလေးကန်ထားရော 25သိန်းကောင်เนาะဒါပွဲကပြင်မယ်เนาะ3သိန်း2000ကျပ်ဖြစ်မှာပေါ့ ကျွန်တော်တို့ဒီမနက်ခင်းမှာကြတော့ဒီအခင်းဝိုင်းမှာကြတော့ဗောနော်အဲကြောက်ဝယ်လို့ရှိရင်ဝယ်တဲ့သူကပွဲကပေးရတာနော်အဲ့တော့ဒီမှာ25တိန်းဆိုပါကြတော့ကျွန်တော်တို့က10တိန်းဆိုလို့ရှိရင်9တောင်း10တိန်း9တောင်းဆို20ဆိုရင်10တိန်း25တိန်းဆိုတော့10တိန်းနဲ့2တောင်းခွဲဗောနော်10တိန်း2တောင်းခွဲရပွဲကဗောနော်အဲ25တိန်းကတော့သူ့ရဲ့ကျွန်တော်တို့ဝယ်ရင်ဝယ်ဝယ်ရင်းစည်းဗောဒီလိုမျိုးအခင်းဝိုင်းမှာပေးရတယ်ပြီးရင်9နိုင်ဝိုင်းမှာကျွန်တော်တို့က ဟိုအပွင့်နေဖြတ်ပြီးလို့ပြန်ရောင်းလို့ရှိရင်လည်းရောင်းတဲ့သူကဘွဲကပေးရတယ်။နှစ်ခါပေးဖြစ်တာပေါ့ကျွန်တော်တို့။နော်အဲ့တော့မြတ်လို့ရှိရင်တော်တော်လေးမြတ်မှာကိုနော်။အဲနည်းနည်းလေးဇာလေးတွေခုံမကိုကျွန်တော်တို့ကကြိုက်မှာနော်။မဟုတ်လို့ရှိရင်တော့ဘွဲကနှစ်ခါပေးပြီးရင်သွေးကဖြတ်ခါရှိသေးတယ်။ကိုကိုတိုင်းသွေးတာဖြတ်တာဆိုရင်တော့နည်းနည်းတက်တာတာပေါ့နော်။အဆင်ပြေနော်ဒီကောင်ကတော့ပွဲက ကဲပုတ်လိုက်ပါအောင်ပန်းနာတာပူကြပါဗျာကျေးဇူးပါကျေးဇူးပါနော်အမြင့်ဆုံးကိုလိုက်ပေးလိုက်တာကဲဟိုမှာ online ပေးတဲ့တည်းကိုကြောက်လေးပြရအောင်လားကိုယ့်ရဲ့ကြောက်အပိုင်ဖြစ်သွားပြီကိုယ့်ရဲ့ကြောက်အပိုင်ဖြစ်သွားပြီဆိုကျွန်တော်တို့ကပွင့်ပွင့်လင်းလင်းပြလို့ရတော့ကဲဒီမှာဖြီးပြမယ်ပြဟာအားလုံးဟုတ်ပါရဲ့လားအဓိက main အစ်စ်ပဲအဓိကပြလိုက်ပြီ Emily တော်ပါသေးရဲ့ညော့ 咩啦？咩啦？明年了啦？那可得嘛？你刚来呀，哎嘛，咩啦？你讲这个呗？你讲？你讲这个呗？你讲这个，你忙得了。 被几几崩烂烂堆啊！谢了吧，阿叔。Everybody, good morning. <laughs> ကြောက်ရတဲ့မျက်နှာမင်္ဂလာပါ မင်္ဂလာပါကုသနန္ဒာအခုဝယ်လိုက်တာသိရင်စိတ်သင်္นานရအောင်လည်းဆက်ပြအောင်မှာ26သိန်းနဲ့2000ကျော်ပွဲကားအပေါင်းဒါလေးဒါလေးဒီတောင်းအောင်